တဲကန်နာရဲလေးလာရေးသွားလို့ရင်လူရေကြီးရွေးချိတ်တဲ့အကောင်ကြီးနဲ့တွေ့ခဲ့တဲ့ဂျော်ဂျီဇလန်လေးရဲ့အစမှာတော့ရှီယောင်းသူတေသနပညာရှင်တွေကအာဖရိကမှာရှိတဲ့နမစ်လို့ခေါ်တဲ့တဲကန်နာရဲမှာစူးစမ်းမှုတွေလုပ်နေတာနဲ့စတင်ထားပါတယ်။အဲ့ဒီချိန်ပောက်ကွဲမှုတချို့ဖြစ်ပြီးသူတို့ရဲ့ငလျင်တိုင်းတာဆက်မှာလိုင်းတွေကိုဖမ်းယူရမိခဲ့ပါတယ်။သူတို့ကလိုင်းတွေကိုကြည့်ပြီးငလျင်ရှိမရှိဆုံးဖြတ်နေတော့သူတို့ရဲ့ဖွဲ့သားတယောက်ကဒီနေရာမှာငလျင်ကြောတွေမရှိဘူးလို့ပြောခဲ့ပါတယ်။ဆိုလိုချင်တာကဒီနေရာမှာစိန်တွေမရှိဘူးလို့ပြောချင်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့်သူတို့၃ယောက်လည်းပေါက်ကွဲမှုဖြစ်တဲ့နေရာကိုသွားလေ့လာဖို့ဆုံးဖြတ်လိုက်ပြီးသွားတဲ့လမ်းရဲ့ဘေးမှာအဲ့ဒီသားလူမျိုးစုတွေရဲ့ဓလေ့ရာအယိုးကောင်းတွေကိုဒုံးနဲ့စိုက်ထားပြီးထောင်ထားတာတွေကိုတွေ့ခဲ့ရပါတယ်။အဲဒီနောက်သူတို့၃ယောက်သားပေါက်ကွဲမှုဖြစ်တဲ့နေရာကိုရောက်တဲ့အခါမှာတော့တဲကြောက်တွေကလုံလုံကြီးဖြစ်နေတာကိုတွေ့သွားပြီးတခါမှဒီလိုမမြင်ဘူးတာကြောင့်ထူးဆန်းနေခဲ့ပါတယ်။သူတို့ထဲကတယောက်ကနမူနာယူဖို့ဆိုပြီးသူ့ကိုထုတ်ကတဲကြောက်ပေါ်ကိုတက်သွားပြီးတူနဲ့ထူးလိုက်တာကြောင့်အပေါက်ဖြစ်သွားခဲ့ပါတယ်။ အပေါက်ထဲမှာထူးဆန်းတဲ့ယာကိုမြင်သွားပြီးအနီးကပ်ကြည့်နေတုန်းမှာအဲ့ဒီယာကသူ့ကိုတွင်းထဲကိုဆွဲခေါ်သွားခဲ့ပါတယ်နောက်ထပ်ဇာဝင်ကမ်းမှာတော့တောင်ဝင်ရိုးစုံမှာရှိတဲ့ဓာခွဲကန်းတစ်ခုမှာစစ်တမ်းအဲရာကြောင့်အပူချိန်ကျသွားတယ်လို့ကြော်ကြီးရဲ့ကွန်ပျူတာမှာသတိပေးချက်တွေပြနေခဲ့ပါတယ်ဒါမဲ့ဓာခွဲကန်းထဲမှာရှိတဲ့ဖွဲသားတွေအေးခဲ့ပြီးမတည်သွားခင်ကြော်ကြီးကမြန်မြန်ပဲစစ်တမ်းအဲရာတွေကိုပြန်ပြင်လိုက်တာကြောင့်ဓာခွဲကန်းထဲမှာအပူချိန်ပြန်တက်လာပြီးအဖွဲသားတွေကိုကယ်လန့်နိုင်ခဲ့ပါတယ်အဲ့ဒီချိန်သူတို့ရဲ့ခေါင်းဆောင်ရောက်လာပြီးတခြားနေရာတစ်ခုမှာကြော်ကြီးကိုလိုလာကြောင်းကြော်ကြီးကိုအဲ့ဒီနေရာကိုသွားဖို့လေရင်လက်မှတ်တစ်ခုပေးခဲ့ပါတယ် အဲဒီနောက်တစီတစီကကျော်ကြီးကိုတဲခန္ဓာရဲ့လဲမှာချပေးခဲ့ပြီးအဝေးကိုမောင်းထွက်သွားပါတယ်။ကျော်ကြီးလည်းအနားမှာရှိတဲ့ရွေးချယ်စရာများများဆဆမရှိပဲရောင်းကျင်တာရောင်းတဲ့ဆိုင်လေးမှာကောင်းကိုက်ပျောက်ဆေးလေးရှိလားဆိုပြီးတော့မေးလိုက်ပါတယ်။ဈေးတဲ့ကြီးကသူ့ကိုပါရာစီတမော့ထုတ်ပေးတာကြောင့်အံ့ဩသွားပါတယ်။အဲဒီနောက်ကျော်ကြီးကိုကားစီးကလာကြူကကားသမားကသူ့ကိုတကားဖွင့်ပေးပြီးခဏလောက်ကားစီးပြီးတဲ့အခါမှာတော့အာဖရိကတဲခန္ဓာထဲမှာရှိတဲ့တူဖော်ရေးကုမ္ပဏီတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့နောက်ကျော်ကြီးကလုံချုံရင်ရဆစ်ဆေးခံဖို့ရေစကန်ကိုသွားပြီးအဲ့မှာမိုက်ကီရဲ့ဖိုးကြီးတယောက်ရင်နဲ့တွေ့ပါတယ် ပြည်တာနဲ့ဖြူပွေးနဲ့မဲလုံးတို့နှစ်ယောက်သားခန်းထဲဝင်လာပြီးမက်ဂီကတော့ဂျော်ဂျီရဲ့အိတ်တွေကိုဆက်ဆေးနေခဲ့ပါတယ်အိတ်ထဲမှာထူးဆန်းတဲ့အရာကိုတွေ့သွားတာကြောင့်ဂျော်ဂျီကဒီအရာကိုချာလီလို့ခေါ်တယ်ဒီအရာကယာနဲ့ချီပြီးနဲ့တဲ့နေရာကဂျေရီကိုတော့ရှာလို့ရတယ်လို့ရှင်းပြပါတယ်ပြည်တာနဲ့မက်ဂီကသူမရဲ့နေစဉ်မှတ်တမ်းစာအုပ်ကိုရှာနေပြီးအဲ့ချိန်ဖိုးကြီးကသူမရဲ့စာအုပ်ကိုသူ့ရဲ့ဘောင်းမီထဲထည့်ကမက်ဂီကိုလှမ်းခေါ်ပြီးစာနောင်နေခဲ့ပါတယ်ဖြူပွေးကဖိုးကြီးကိုစာလို့ဝိုင်းရင်ပြန်ပေးလိုက်တော့ဆိုပြီးပြောတာကြောင့်ဖိုးကြီးကထထိုးတာကိုဖြူပွေးကအေးအေးဆေးဆေးပဲရှောင်လိုက်တာ ခေါင်းနဲ့တိုက်လိုက်တာကြောင့်အဖိုးကြီးလည်းမှောက်သွားပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့သူတို့ရဲ့ရှာဖွေရေးဖွဲ့ကလူတွေပျောက်သွားတာကိုသတိထားမိသွားပြီးပြန်ရှာဖို့လုပ်ပါတယ်။အဲဒီနောက်မိုက်ကီ၊ဂျော်ဂျီ၊ဖြူဖွေး၊မဲလုံ၊ဘိုနီနဲ့ဒေါ်မီတို့ပါတဲ့အဖွဲ့ကသူတို့တနတ်တွေကိုကင်ပြီးရှာဖွေဖို့လုပ်ပါတယ်။ဂျော်ဂျီကသူတို့နားမှာရှိတဲ့ကားကိုကြီးမှန်ထားတာကြောင့်ဘလို့ဖြစ်တာလဲဆိုပြီးမေးတဲ့အခါမှာဖြူဖွေးကဂျော်ဂျီကိုဒီနယ်ကတပုံတွေကသူတို့မှာစိန်တွေရှိတယ်လို့ထင်ပြီးပြစ်ခတ်တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲဒီနောက်သူတို့ကကြမ်းတမ်းခက်ခဲတဲ့တဲကန်နာကြီးထဲမှာသူတို့ဖွဲ့သားတွေကိုရှာဖို့ခီးစားထွက်ကြပြီး နိုင်နိုင်ငယ်လောက်သွားပြီးတဲ့အခါမှာမိုက်ကီကသူ့အဖွဲ့သားတွေရက်ထားတဲ့ကားကိုရှာတွေ့သွားကအနီးကိုသွားကြည့်တဲ့အခါမှာတော့သူ့အဖွဲ့သားတွေကနှစ်ယောက်ရဲ့လောင်းကိုတွေ့သွားပါတယ်။ပြူဝေးကလောင်းတွေကိုစစ်ဆေးပြီးတဲ့နောက်တယောက်ပြောက်နေတဲ့ဆိုတဲ့အကြောင်းနဲ့ဒါတွေကတတ်ခံရတဲ့ပုံစံတွေလိုလဲပြောခဲ့ပါတယ်။အဲဒီချိန်မဲလုံးကတခုခုတွေ့တယ်လို့လမ်းခေါ်တာကြောင့်သူတို့လည်းမဲလုံးစီကိုပြေးသွားကြကအဲဒီမှာချီယာတွေကိုတွေ့ရပြီးသူတို့လည်းချီယာနောက်ကိုလိုက်ကြပါတယ်။ချီယာတွေနောက်လိုက်ပြီးတိတ်မကြခင်မှာပဲမဲလုံးကရက်လိုက်ကပြူဖွေးကိုငါတို့ကားနောက်ဆားလိုက်တော့ကချီယာတွေကနှစ်ခုတယ်။ အခုခြေရာတွေကလေးခုဖြစ်သွားပြီလို့ပြောလိုက်ပြီးအစားကလူလိုလမ်းလျှောက်တဲ့ခြေရာတွေကနေအခုတော့ခွေးလိုလမ်းလျှောက်တဲ့ခြေရာတွေဖြစ်ပြောင်းသွားပါလားလို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဆက်သွားရင်အယိုးကောင်းတွေကိုဒုံးနဲ့စိုက်ထားတဲ့နေရာကိုရောက်သွားပြီးကြော်ကြီးကအယိုးကောင်းကိုထိဖို့လုပ်နေတော့မှမဲလုံးကကြော်ကြီးရဲ့ပခုံးကိုပို့လိုက်ပြီးတားလိုက်ပါတယ်။ပြည်ရနဲ့မောင်မဲကဖွဲသားတွေကိုဆက်သွားဖို့ပြောပြီးတိတ်မကြခင်မှာပဲနောက်ထပ်အလောင်းတစ်လောင်းကိုထပ်တွေ့ပါတယ်။ပရိုလဲအလောင်းကိုနှီးခဲ့ကြည့်ကြပြီးဒီလောင်းကဟာဗီရဲ့အလောင်းဖြစ်လိမ့်မယ်ဆိုတာကိုပြောပြီး ူဆိုင်ကယ်မတော်တဆဖြစ်တော့ကအယူမတန်းရာရခဲ့ပူပြီးအဲ့ဒီအယူမစတီးချောင်းပါတယ်လို့မိုက်ကီကပြောလိုက်ပါတယ်။ဖြူဝေးကတော့ဒီလောက်ကဟာဗီရဲ့လောင်းမဟုတ်ဘူး။သူအသက်ရှင်နေသေးတယ်သူ့ကိုရှာရမယ်ဆိုပြီးပြောပါတယ်။ညရောက်တဲ့အခါမှာတော့ဖွေသားတွေအားလုံးကအိမ်မောကြနေကြပြီးကျော်ကြီးကတော့သူကဖွေသားတွေကိုဘာမှမကူညီနိုင်ဘူးဆိုပြီးတော့အတွေးလွန်ကအိမ်မပြောဘူးဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်သူလည်းညဘက်ကြီးတဲတောင်ပြင်ပေါ်မှာရှော့စီးနေခဲ့ပါတယ်။အဲ့ချိန်မိုက်ကီရောက်လာပြီးချာလီကနေတက်တီတီအော်နေတာကြောင့်အိတ်မရဘူးဆိုပြီးပြောကကြော်ကြီးဘေးနားကိုကပ်ပြီးဖက်လိုက်ပါတယ် ခဏကြာတော့မိုက်ကီလည်းပြန်သွားပြီးကျော်ကြီးရဲ့ဆက်မှာလိုင်းနေပြနေကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အရက်ရှိရှိနဲ့ထူးဆန်းတဲ့အရာကြီးကိုမြင်ပြီးကျော်ကြီးလည်းကားစီကိုကြောက်လန့်ပြီးပြေးသွားခဲ့ပါတယ်။ပြည်ရနဲ့ဖွေသားတွေကိုသူမြင်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီးပြောပြနေခဲ့ပါတယ်။မိုက်ကီကလည်းလောင်းနေပြောင်းနေတယ်လို့ပြောပြီးဖြူဝေးကကျော်ကြီးကိုတန်တရားဝင်ကကျော်ကြီးကလောင်းနေဘယ်မှာလဲဆိုပြီးတော့မေးခဲ့ပါတယ်။ကျော်ကြီးကသူမသိကြောင်းပြောပြီးမဲလုံးက Whisper Chocolate လက်ချက်ဖြစ်မယ်လို့ပြောလိုက်ပါတယ်။အားလုံးကရှင်းပြခိုင်းတာကြောင့်မောင်မဲက Whisper Chocolate ဆိုတာတဲရီရဲ့မိခင်ဖြစ်ပြီး တတော်ဝတွေကိုတက်ဖြတ်ရင်ထာဝရအသက်ရှင်နေနိုင်တယ်ဆိုတာနဲ့သူကရိုးရိနေလဲလူပုံစံဖန်တီးနိုင်တယ်လို့ဖြစ်လဲဖြစ်စီနိုင်တယ်လို့ရှင်းပြပါတယ်။နောက်တနေ့မနက်မှာတော့သူတို့လဲခီးဆက်ကြရင်ဘုန်နီကသူ့ရဲ့မန်မြောင်းတဲကနေထူးဆန်းတဲ့လူပုံစံအရေးကြီးပြေးနေတာကိုတွေ့သွားပြီးဖြူဝဲကဘုန်နီစီကနေစနိုက်ပါတနတ်ကိုယူလိုက်ကဒေယာကြီးကငါတို့ဖွဲ့သားတွေကိုတတ်သွားတာဖြစ်နိုင်တယ်ဆိုပြီးအကောင်ကြီးကိုတနတ်နဲ့ပြစ်လိုက်ပါတယ်။အကောင်ကြီးကိုထိသွားတဲ့အခါမှာအကောင်ကြီးကတစားစီပြိုကွဲသွားပြီးအနားကိုတွားကြည့်တဲ့အခါမှာအလောင်းတစ်လောင်းကိုထပ်တွေ့ပါတယ်။ သူတို့လည်းနားမလည်နိုင်ဖြစ်နေတော့မှမဲလုံးကသူငွေလုံးကဒီလိုတူညီတဲ့ဖြစ်ပျက်မျိုးကိုကြုံဘူးတဲ့ဆိုတဲ့အကြောင်းအယိုးတွေကလမ်းထလျှောက်ပြီးရုတ်တရက်ပြိုကျသွားတာတွေဒါတွေကိုသူတို့စီမအကူလူလို့ခေါ်တယ်ဆိုတဲ့အကြောင်းညပြောခဲ့ပါတယ်သူတို့အဖွဲ့သားတွေလည်းသူတို့တွင်းနေတာထက်ကြော်လွန်သွားတာကြောင့်အချိန်တွေဒီထက်မစိုးခင်ပြန်ဖို့လုံနေတော့မှကားကပြစ်သွားကဗီဒီယိုကနေလည်းဌာနချုပ်ကိုဆက်သွယ်လို့မရတော့ပဲရေဒီယိုကနေထွက်တဲ့စူညံတဲ့အတန်တွေကိုသာကြားနေရပါတယ်ရန်နေငယ်ကြာမှာတော့လေရင်တစည်းကဖြတ်သွားပြီးကြော်ကြီးကသူတို့အောက်မှာရှိနေတာကိုမကယ်ဘဲဘာလို့ဖြတ်ပြန်သွားတာလဲဆိုပြီးတော့ပြောဆိုနေပါတယ် တော်မီကကြော်ကြီးကိုစိတ်လျှော့ဖို့ပြောပြီးငါတို့ကိုမြင်သွားတာတေချာပါတယ်။နောက်တရက်နှစ်ရက်လောက်နေရင်ငါတို့ကိုကယ်ဖို့ကယ်စရေးတွေလာမှာပါလို့ပြောလိုက်ပါတယ်။အဲဒီနောက်ဒေါ်မီကအရေးပေါ်နေလို့ရတဲ့တဲကိုလေထိုးပြီးစားတောက်တွေကိုပြင်ဆင်နေခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းဘိုနီကရိုးတွေကိုလိုက်ကောက်ပြီးကားရဲကတက်တာတွေကိုထည့်နေပါတယ်။သူကညာဘက်မီးရအောင်လဲလှုပ်ပေးပြီးညာဘက်ရောက်တဲ့အခါမှာတော့ဘိုနီကမဲလုံးကိုနှုတ်ကာမဲလုံးနဲ့ညာကင်းဆောက်ရတဲ့ဂျူတီလဲအိဖို့အဲ့ရကိုပြင်ဆင်နေခဲ့ပါတယ်။အဲဒီနောက်မဲလုံးကကြောက်တုံးပေါ်မှာထိုင်ပြီးညနေကမြင်ခဲ့တဲ့အရာကသူတို့ကိုအန္တရာယ်မပြုအောင် ကင်းဆောင်နေခဲ့ပါတယ်။မဲလုံကင်းဆောင်နေရင်ထူးဆန်းတဲ့အတန်ကိုကြားလာကြောင်းဘိုနီကိုသွားနှိုးတဲ့အခါမှာတော့ဘိုနီကမလုတော့တာကိုတွေ့လိုက်ရပြီးမဲလုံကအဲ့ရကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာဘိုနီကတုံကြီးကသူ့ရဲ့မျက်နှာမှာသားရီမရှိတော့ပါဘူး။မဲလုံးလည်းဖြူဝေးကိုလှမ်းကော်ပြီးဘိုနီကိုကယ်ဖို့လုံနေတော့မှဖြူဝေးကချက်ချင်းပဲတနက်နဲ့ပြစ်လိုက်ပါတယ်။အဲဒီချိန်ကြော်ကြီးနဲ့တခြားသူတွေကမဲလုံးကိုကားထဲခေါ်သွားပြီးဖြူဝေးကတော့တနက်နဲ့ဆက်မပြတ်ပြစ်နေခဲ့ပါတယ်။ဒါမဲ့ကြည်စံတွေကမထီရောက်တာကြောင့်ဖြူဝေးကဓာတ်စီနဲ့လောင်ပြီးကားပေါ်ကိုတက်ကမိကျစ်ကိုချက်လိုက်ပါတယ်။ အဲဒီချိန်ဒေါ်မီကဖြူဝေးကိုတနတ်နဲ့ချိန်လိုက်ပြီးဓာတ်စီတွေကိုမီးရှို့မာကိုတားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကားပေါ်မှာဓာတ်စီပုံတွေအများကြီးရှိနေလို့ပါ။ကြော်ကြီးကသူတို့နှစ်ယောက်ကိုဝင်တာပြီးအက်ကူလူတွေမရှိတော့ဘူးလို့ပြောပါတယ်။အဲဒီနောက်ဒေါ်မီနဲ့မာကီတို့ကဖြူဝေးရဲ့တံရကိုကုသပေးနေပြီးသူ့ရဲ့သွေးတွေအများကြီးဆုံးရှုံးထားပါတယ်။သူ့ကိုကယ်ဖို့ဆိုခုပဲဆေးရုံသွားဖို့လူတွေလို့ပြောခဲ့ပါတယ်။အဲဒီချိန်ကြော်ကြီးရဲ့ဆက်ကတစုံတစ်ခုကိုရှာတွေ့တယ်လို့ချက်ပြနေတာကြောင့်သူလဲကားပေါ်ကဆင်းပြီးကားပပတ်လေးကိုဓာတ်စီလောင်းနေခဲ့ပါတယ်။ သူနောက်ကိုလက်ကြည့်တဲ့အခါမှာတော့ဖြူဖေးကစနိုက်ပါတနက်နဲ့သူ့ဘက်ကိုချိန်ထားပြီးသူ့ကိုဖယ်ခိုင်းနေခဲ့ပါတယ်။ကျော်ကြီးကဘာတွေဖြစ်နေမှန်းမသိဖြစ်နေခဲ့ပြီးတကယ်တော့ကျော်ကြီးရဲ့နောက်မှာကောင်ကြီးရှိနေကဖြူဖေးကပြစ်မဲ့လမ်းကြောင်းမှာကျော်ကြီးကပိတ်နေတာကြောင့်ပဲဖြစ်ပါတယ်။ကျော်ကြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အကောင်ကြီးရဲ့ကြောက်စရာကောင်းတဲ့ပုံစံကိုမြင်ရပြီးဖြူဝေးကတနက်နဲ့ပြစ်လိုက်တာနဲ့အကောင်ကြီးရဲ့ပုံစံကပြိုကွဲသွားခဲ့ပါတယ်။ဒါမဲ့အကောင်ကြီးကသူ့ရဲ့ပုံစံကိုပြန်တိဆောက်နေပြီးဖြူဝေးကကျော်ကြီးနောက်ကိုသွားကတနက်ကိုမောင်းပြန်တင်နေခဲ့ပါတယ်။ ကျော်ကြီးကသူ့ရဲ့ဆက်နဲ့အကောင်ကြီးရဲ့ဒီနေရာကိုပြနေတာကိုတတိထားမိသွားပြီးအကောင်ကြီးကဝေးထွက်သွားတာတော့ဖြူဝေးကဒေါ်လာတကြီးနဲ့အကောင်ကြီးကိုပြစ်နေတာကြောင့်ကျော်ကြီးကဝင်တိုင်းရင်နှစ်ယောက်သားချကြပါတယ်အဲ့ဒီချိန်မိုက်ကီကတနက်နဲ့ဖြူဝေးရဲ့ခေါင်းကိုချိန်လိုက်ကငါတို့အသက်ရှင်ဖို့ဆိုရင်အတူတူပူးပေါင်းလှုပ်ဆောင်မှရမယ်ဆိုပြီးတော့ရံပွဲကိုတားလိုက်ပါတယ်မဲလုံးရဲ့အခြေအနေကလည်းဆိုးလာတာကြောင့်ဖြူဝေးကမဲလုံးကိုဒီနေရာကနေ40ကီလိုမီတာလောက်မှာရှိတဲ့စခန်းကိုတည်သွားဖို့ဆိုပြီးတော့ပြောခဲ့ပါတယ် ဒါမဲ့ဒေါ်မီကဒီလိုပူပြင်းတဲ့တဲကန္တာကြီးမှာလူတယောက်ကိုတဲပြီးသွားဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းဒါကြောင့်သူနဲ့မဲလုံးကိုကားထဲမှာထားခဲ့ပြီးကြံတဲ့သူတွေကူညီသွားရှာလို့ပြောခဲ့ပါတယ်။အဲနောက်မဲလုံးကအဲ့ကူလူကသူ့ရဲ့ကလေးတွေကိုရှာနေတာဆိုပြီးခက်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 နဲ့ပြောပါတယ်။ပြီးတာနဲ့ကြော်ကြီးနဲ့မက်ကီတို့ဟာတနေ့ကိုလူမရှိရေမရှိတဲကန္တာထဲမှာသွားနေပါတယ်။မျက်စိတစုံတဲရီသာရှိပြီးဘာမှကိုမရှိတဲ့အပြင်ကောင်းကင်မှာရှိတဲ့နေကလည်းတော်တော်ကိုပူနေခဲ့ပါတယ် ကျော်ကြီးလဲသူနားထဲမှာတန်တခုခုကြားရတဲ့လိုမျိုးခံစားရပြီးသူ့ကိုယ်သူစိတ်ပြန့်လွတ်မသွားအောင်ထိတ်ချုပ်ကခီးဆက်နေခဲ့ပါတယ်ကျော်ကြီးကသူ့ရဲ့ဆက်မှာပြနေတဲ့အတိုင်းသွားနေပြီးဖြူဖွေးနဲ့မက်ကီကိုဒီဆက်ကရေကိုရှာနိုင်တယ်ပြီးတော့ဒီကလုတ်ကိုပိတ်ထားရင်ရေရိစာပြစ်စိတ်တွေကိုပါရှာနိုင်တယ်လို့ရှင်းပြခဲ့ပါတယ်အဲ့ဒီချိန်လေပြင်းလာပြီးသူတို့စီကိုတဲမွန်တိုင်းလာနေတာကိုမြင်ရတာကြောင့်သူတို့၃ယောက်သားတယောက်ကိုတယောက်မြဲအောင်ကင်ထားကြပါတယ်မွန်တိုင်းပြီးသွားတဲ့အခါမှာတော့တဲတွေကိုတူပြီးပြန်ထွက်လာကသူတို့မှာတက်စီတစ်ပုံးပဲကျန်ပြီးရေရှာတဲ့ဆက်ကလည်းပြစ်သွားခဲ့ပါပြီ အဲ့ဒီနောက်ရောက်တဲ့အခါမှာသူတို့လည်းနားစရာနေရာတစ်ခုရှာပြီးကျော်ကြီးကအက်ကူလူရဲ့ရန်ကနေကာကွယ်ဖို့ပပတ်လေးကိုဓာတ်စီဖြန်းနေပါတယ်။သူတို့သုံးယောက်သားတယောက်ရဲ့နောက်ကိုတယောက်ကမြင်အောင်တပ်ပင်ကိုမှီပြီးတော့နေကြပါတယ်။မောင်ဖြူကဓမီနဲ့ရှောက်ထိုးကြည့်နေအက်ကူလူကသူတို့နားကိုဖြည်းဖြည်းချင်းကတ်လာတာကို တွေ့လာရပါတယ်။အဲ့ဒီနောက်ကောင်ကြီးစီမာဒေါ်မီရဲ့မျက်နှာကိုတွေ့လိုက်ရပြီးအကောင်ကြီးကသူတို့နားကိုလာဖို့ကြိုးစားပေမဲ့ဓာတ်စီတွေဖြန်းထားတာကြောင့်ကတ်လို့မရဘဲဖြစ်နေခဲ့ပါတယ်။ နောက်တနေ့မနက်မှာတော့သူတို့သုံးယောက်သားဟာရေဒီယိုတန်ကြောင်းနိုးလာပြီးဖြူဝေးကဒါဟာရှာဖွေရေးဖွဲ့သားတွေတုံးတဲ့ကားကအတန်ပဲလို့ပြောပါရတယ်။တိတ်မကြခင်မှာပဲကားကိုတွေးသွားပြီးကြောက်တုံးတွေကိုပါတွေးသွားကြပါရတယ်။တဲကြောက်တုံးကြီးကပေါက်ဖြစ်နေပြီးအဲ့ဒီထဲကိုကြော်ကြီးကဆင်းသွားပြီးလေ့လာပါရတယ်။ပြီးတော့ကြော်ကြီးကအဲ့ကူလူကပြစ်စိတ်တွေပဲသူတို့ကအကောင်ပုံစံဖွဲ့စည်းဖို့လူတွေရဲ့ရိုးတွေကိုတုံးနေတာပဲဆိုပြီးတော့ပြောပါရတယ်။အဲ့ဒီချိန်ဖိုးကြီးရောက်လာပြီးအပေါက်ထဲကလူတွေကိုထွက်လာဖို့ပြောလာပါရတယ်။ဖိုးကြီးကသူတို့သုံးယောက်ကိုတနက်နဲ့ချိန်ထားပြီးတခြားသူတွေကိုစိန်တွေကြောင့်တတ်ပစ်လိုက်တာမဟုတ်လားလို့ဆွဆွဲပါရတယ်။ သူတို့သုံးယောက်ကဘာတွေဖြစ်ခဲ့လဲဆိုတာကိုရှင်းပြပေးမယ်အဖိုးကြီးကနားမထောင်ပဲကားပေါ်မှာသူတို့ကိုလက်ထိတ်ခတ်ထားလိုက်ပါတယ်သူတို့သုံးယောက်လည်းအဖိုးကြီးကသူတို့ကိုထောင်ထဲမပို့ခင်အဖိုးကြီးမရှိတော့မှလော့အောင်စူးစမ်းပြီးအကူလူကိုရှင်းပြဖို့စူးစမ်းနေခဲ့ကြပါတယ်ကျော်ကြီးကဒီကောင်ကြီးကကြည့်ရတာအကောင်တွေထပ်ပေါက်ပြီးအတိုက်ရှာနေတာဖြစ်တော့တယ်ဆိုတာနဲ့ပြီးတော့တိုက်လို့ဖို့အကောင်ဆုံးနေရာကမိုင်းတွင်းဟောင်းကြီးပဲဆိုပြီးတော့ပြောလာခဲ့ပါတယ်ဒီလိုနဲ့သူတို့အကောင်ကြီးကိုမဲလိုက်ဖို့မိုင်းတွင်းဟောင်းကြီးကိုရောက်တဲ့အခါမှာတော့အကောင်ကြီးကရိတ်ထဲကနေပေါ်လာပြီးသူတို့လည်းတနတ်တင်နဲ့ဆင်မပြတ်ပြစ်နေရင်ဖြူပွေးလဲကြသွားတာ အကောင်ကြီးကဖြူပွဲကိုတတ်ဖို့လုံနေတော့မှာပဲကြော်ကြီးရောက်လာပြီးသနတ်ကိုလေထဲကိုပြစ်လိုက်တာကြောင့်အကောင်ကြီးကကြော်ကြီးစီကိုအာယုံရသွားပြီးပြေးလိုက်လာပါတယ်ကြော်ကြီးလည်းထွက်ပြင်းသူရက်နေတဲ့နေရာမှာပေါက်ကြီးရှိနေတာကိုတတိထားမိသွားကအကောင်ကြီးကိုပေါက်ထဲကျသွားအောင်ထောင်ချောက်ဆင်လိုက်တာကြောင့်အကောင်ကြီးလည်းပေါက်ထဲကိုကျသွားခဲ့ပါတယ်အဲဒီချိန်ဖြူပွဲနဲ့မက်ကီတို့ရောက်လာကြပြီးဖြူပွဲကကြော်ကြီးကိုချီးကျူးနေတော့သူတို့တေးပြီးထင်ထားတဲ့အကောင်ကြီးကဖြူပွဲရဲ့ခြေထောက်ကိုဆွဲပါတော့တယ်ချက်ချင်းပဲမက်ကီနဲ့ကြော်ကြီးကဖြူပွဲပေါက်ထဲပြုတ်ကျမသွားအောင်ဆွဲထားပေမဲ့ ဖြူဖေးကသူ့ချင်းတွေကိုသူသိတာကြောင့်ကြော်ကြီးကိုဖောက်ခွဲရေးပစ္စည်းလေးကိုပေးပြီးအသေးခံလိုက်ပါတယ်။အဲ့ချိန်ကြော်ကြီးနဲ့မိုက်ကီကအကောင်ကြီးကိုထိန်းချုပ်နေတဲ့အကောင်ကြီးရဲ့နှလုံးလေးကိုရှာပြီးဓာတ်နဲ့ထိုးကာမိုင်းတွင်ကြီးမပေါက်ခွဲခင်အချိန်ရတော့နှစ်ယောက်သားထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ဇလန်လေးရဲ့အဆုံးမှာတော့သူတို့နှစ်ယောက်သားတယောက်ကိုတယောက်ဖက်လိုက်ပြီးနောက်နေ့မနက်မှာတော့ကြော်ကြီးကမိုက်ကီရဲ့အိတ်တွေကိုကားပေါ်တင်ပြီးကနှုတ်ဆက်နေခဲ့ပါတယ်။ဒီပိုင်းလေးမှာသူတို့မသိလိုက်တာကတော့အကောင်ကြီးကအသက်ရှင်နေသေးပြီးအကောင်ကြီးရဲ့နှလုံးကမိုက်ကီရဲ့အိတ်ထဲမှာရှိနေသေးတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ bone snatcher ဆိုတဲ့ဇလန်းလေးရလည်းအဲ့ဒီမှာပဲပြေဆုံးသွားခဲ့ပါဗျ။အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။